တမန်တော်ချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ3ရက်10လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပြီးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ပုတ်အနေနဲ့နေပြီးတော့ပလီကိစ္စနဲ့ဆက်ပြီးတော့ကျွန်တော်တို့တွေဆက်ပြီးပြောကြမယ်အဲ့တော့ကျွန်တော်တို့ပထမဆက်သွယ်တဲ့အချိန်ကဒီပလီကိုဆောက်လုပ်ခွင့်မပြုထားဘူးလို့ဒါပြောနေပြီမဲ့လက်ရှိကျွန်တော်တို့တစ်ဖက်ကိုပြန်ပြီးတော့ချိတ်ကြည့်လိုက်တဲ့အချိန်မှာဒါတရားဝင်ပုံစံမျိုးကြီးချပေးထားတာတွေ့ရတယ်နော်တရားဝင်ဆိုင်းဘုတ်တွေထောင်ပြီးတော့တရားဝင်ဆောက်လုပ်တဲ့လူတွေကိုလည်းကျွန်တော်တို့မေးကြည့်တဲ့အချိန်မှာဒါကတရားဝင်ခွင့်ပြုချက်နဲ့လုပ်နေတယ်ဆိုပြီးတော့ဒါအတန်တွေထွက်လာတယ် ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဗုဒ္ဓဘာသာလူမျိုးတွေဗုဒ္ဓဘာသာကိုးကွယ်တဲ့လူမျိုးတွေပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့135မျိုးလုံးအားလုံးပူးပေါင်းကန့်ကွက်ဖို့လိုပါတယ်ပူးပေါင်းကန့်ကွက်ဖို့လိုတယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပူးပေါင်းကန့်ကွက်ဖို့လိုလဲလို့မေးလို့ရှိရင်နေပြည်တော်လိုနေရာမျိုးကဗုဒ္ဓဘာသာလူမျိုးအများစုနေထိုင်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်နော်မျိုးတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီမနာမှာတိစောက်မယ်လို့သိရတယ်ပလီကိုအဲ့တော့ငကူကရှိခဲ့တဲ့ပလီတွေကို ဒီငလင်ဘေးကြောင့်ပေါ့နော်ငလင်ဘေးကြောင့်ပြက်ပြက်သွားတဲ့ပျက်စီးဆုံးရှုံးသွားတဲ့ဒီပလီတွေကိုဒါပြန်ဆောက်တာကျွန်တော်တို့တွေမပြောလို့ဘူးမကန့်ကွက်လို့ဘူးအဲသူတို့ဆောက်ဟိုငကူကြာပြီးသားပေါ့နော်ငကူကြာပြီးသားညီဟိုနေရာတွေကိုသူတို့တွေပြန်ပြီးဆောက်တာကျွန်တော်တို့မပြောလို့ဘူးဒါကလက်ရှိအစ်စ်အစ်စ်လုံးဝနေယူ clear ဘာမှဟောမလို့သေးပဲနဲ့ပလီဆောက်လို့ခွန့်ပြုတ်ထားတယ်လို့ကျွန်တော်တို့သတင်းရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီပလီဆောက်ခွန့်ကိုဖျားသားတော်တွေရောကျွန်တော်တို့ဗုဒ္ဓဘာသာချစ်နော်ဗုဒ္ဓဘာသာလူမျိုးတွေရော အားလုံးပူးပေါင်းပါဝင်ကန့်ကွက်ဖို့လိုပါတယ်လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်နိုင်ငံဒိတ်ကြီးနိုင်ငံနေတောင်မှလက်ရှိဒီကလားတွေရဲ့ကြီးစိုးခြင်းကိုခံရတဲ့နိုင်ငံတွေအများကြီးရှိပါတယ်နော်။ကလားတွေရဲ့မွတ်စလင်တွေရဲ့ကြီးစိုးခြင်းကိုခံရတဲ့နိုင်ငံတွေအများကြီးရှိပါတယ်ခင်ဗျားတို့တေချာလေးလာကြည့်ပါနိုင်ငံတကာနိုင်ငံခြေပြီးလေးလာကြည့်တကယ်ကိုဝမ်းနဲ့ပွေကောင်းတဲ့နိုင်ငံတွေအများကြီးပါဒါကလားတွေရဲ့ကြီးစိုးခြင်းခံရတာတယောက်နှစ်ယောက်ဝင်လာတဲ့ ဟို၁၀ယောက်၁၅ယောက်ဝင်လာတဲ့နောက်ယောက်တရာဝင်လာတဲ့ယောက်နောက်ယောက်ထောင်ဝင်လာတဲ့အဲ့လိုတွေဝင်လာပြီးမှသူတို့နိုင်ငံအဖြစ်သူတို့တွေကြီးစိုးသွားတဲ့နိုင်ငံတွေကမ္ဘာမှာအများကြီးပါအများကြီးပါခင်ဗျားတို့ရိုက်ရှာကြည့်လိုက်ပါနိုင်ငံတကာသတင်းတွေကိုကြည့်ကြည့်လိုက်ပါနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလိုဟာမျိုးကတေးသေးလေးကျွန်တော်တို့မြန်မာနိုင်ငံကတေးသေးလေးအဲတေးသေးလေးဆိုတော့အချိန်မရွေးအချိန်မရွေးကလားတွေရဲ့ဟိုဟာကိုဖြစ်သွားနိုင်တယ်နော်နိုင်ငံဖြစ် ချက်သွားနိုင်တယ်နောက်ဆိုရင်အခုကတော့ဘာမှမဖြစ်ဘူးပေါ့အခုနေထားရဘာမှမဖြစ်ဘူးမှန်တယ်အခုနေထားရကျွန်တော်တို့မြန်မာနိုင်ငံကကိုယ်မြန်မာနိုင်ငံဖြစ်တည်ရှိနေသေးတယ်ဆိုပေမဲ့နောင်လာနောင်သားနောင်မိသားစု နောင်ဗုဒ္ဓဘာသာလူမျိုးတွေမြန်မာနိုင်ငံမှာပျောက်ကွယ်သွားဖို့ပဲရှိပါလိမ့်မယ်နော်ဘာဖြစ်လို့လဲဆိုတော့လက်ရှိကလားတွေကအများကြီးကြီးစိုးနေတာကျွန်တော်မျိုးတိုင်းမျိုးတိုင်းမှာကလားတွေရှိတယ်ကလားတွေရှိတယ်ဒါကျွန်တော်ဟိုကျွန်တော်အရင်ကပြောသလိုမျိုးဟိုကနဲ့ခင်းနဲ့ချီပြီးမပြောဘူးနိုင်ငံဟိုကနဲ့နှစ်နဲ့ချီပြီးပြောရလို့ရှိရင် ရှေ့အဆက်ဆက်နှစ်တွေကဒီဆောက်ကလားတွေကိုကျွန်တော်မြန်မာနိုင်ငံထဲကိုသုံးဝပြုလာတယ်မြန်မာနိုင်ငံထဲကိုကျွန်တော်အများအားဖြင့်ကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်ခေါင်းလေးအေးလို့ခေါင်းလေးဝင်ပြရသေးဆိုပြီးတော့ခေါင်းလေးဝင်တယ်နောက်ကကိုလုံးလေးအေးလို့ကိုလုံးလေးလည်းဝင်ပြရသေးဆိုပြီးတော့ဝင်လာတဲ့တရောင်းသားတွေဖြစ်ပါတယ်နော်ဝင်လာတဲ့တရောင်းသားတွေဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ဘူးကျွန်တော်တိုင်းရင်းသား135မျိုးတည်းမှာဒီဆောက်ကလားမပါဘူးဆောက်ကလားမပါဘူးနော်အဲ့တော့ရှင်းနေမှာဆိုလို့ပြန်ချော့ရမယ်ဆိုလို့ရှိရင်လက်ရှိနေပြည်တော်မှာဆောက်လုံးမဲ့ဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ကလည်း များတို့ရဲ့တမိုင်းခမားတို့ရာဇဝင်တွင်မဲ့တမိုင်းမျိုးတွေမရေးပါနဲ့မရေးပါနဲ့ခမားတို့ဗုဒ္ဓဘာသာအတွက်ထွန်းကောင်းအောင်သာသနာပြုတာသာသနာမင်းတွေလောက်တာကိုကျွန်တော်တို့မပြောလို့ဘူးเนาะထောက်ခံတယ်အားပေးတယ်ကျွန်တော်တို့ဝန်းရင်တယ်ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာထွန်းကားရေးအတွက်ကိုစောက်လုပ်နေတာတဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝမ်းသာပါတယ်ဂုဏ်ပြုပါတယ်လက်အုပ်လေးချီပါတယ်နော်ဒါပေမဲ့ကိုတိုင်းရင်သားမဟုတ်ကိုနိုင်ငံသားမဟုတ်ကိုလူမျိုးမဟုတ်တဲ့ဒီပလီစောက်ခွန့်ကိုတော့ကျွန်တော်တို့တွေက လုံးဝလုံးဝလုံးဝကန့်ကွက်ပါတယ်ဖះသားတော်တွေရောဒီဗုဒ္ဓဘာသာဝင်မိသားစုဟိုဗုဒ္ဓဘာသာလူမျိုးတွေရောအားလုံးပူးပေါင်းပါဝင်ကန့်ကွက်ပြီးတော့နိုင်ငံတော်ကိုဒီဟာဆောက်လုပ်ခွင့်ကိုမပြုဖို့အားလုံးပါဝင်ပူးပေါင်းကန့်ကွက်ဖို့လိုပါတယ်လို့အချုပ်အနေနဲ့ပြောလိုက်ပြသည်ဒါကတော့ပလီကိစ္စနဲ့ပတ်သက်ပြီးပြောပြတာပါနော်နေပြီးတော့မှပလီဆောက်မယ်ဆိုတဲ့ကိစ္စကျွန်တော်တို့တစ်ဖက်ကိုမေးကြည့်တော့တို့ကဘာမှဆောက်လုပ်ခွင့်ပြုထားတာမရှိဘူးလို့တို့ညင်းဆန်ပေမဲ့လက်ရှိဒီတက်ဆိုင်ရာတို့ဆောက်လုပ်နေတဲ့လူတွေကိုကျွန်တော်တို့ချိန်ကြည့်လိုက်တော့ဒါကတရားဝင်ဆောက်လုပ်ခွင့်ပြုထားတာလို့ပြောတယ်နော်အချက်လက်တွေလည်းပြောပြတယ် အဲ့တော့ဒါတရားဝင်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကလုံးဝကန့်ကွက်ရမှာဖြစ်ပါတယ်เนาะဒါနေပြီးတော့မှပလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ကြိုးပြတာဖြစ်ပါတယ်နောက်တစ်ခါတော့တက်မတော်ကပလောင်ကိုနေမီတွေလက်ရှင်တွေတွေလုံနေပါပြီเนาะလက်ရှိတက်မတော်ကနောင်ချူကြောင်မဲ့ရရှိပြီးတဲ့နောက်မှာတော့ဆက်လက်ပြီးတော့ထပ်မံထိုးစစ်ဆင်နေတာတော့တိဘောကိုရာသတန်ပေးနေပြီဖြစ်ပါတယ်เนาะအဲ့တော့တိဘောမှာလည်းအကြံပတ်တရားလေးအနေနဲ့သူတို့ကြာကြာတောက်မခံနိုင်တော့ဘူးဆိုတာသိတဲ့အတွက်လက်ရှိတိဘောမှာတော့မှသူတို့ရဲ့အလံနေ ဖြုတ်တဲ့နေရာတွေဖြုတ်နေပြီလို့သိရပါတယ်เนาะဒါတော့တက်မလို့စစ်ကြောင်းမရောက်သေးဘူးเนาะတက်မလို့စစ်ကြောင်းမရောက်သေးဘူး TLE အကြမ်းဖက်တွေအနေနဲ့သူတို့အလံဖြုတ်နေတဲ့အနေအထားတွေရောက်နေဖြစ်ပါတယ်အဲ့တော့တီဘောကတော့ကျွန်တော်အများနဲ့ပြောနေကြအတိုင်းပဲတက်ကလေးငတ်ကလေးကောက်တယ်လို့ဆင်းကောက်လို့ရပါတယ်ဘာလို့လဲဆိုတော့တီဘောမျိုးကချင်းချင်းလေးဦးเนาะတီဘောမျိုးကချင်းချင်းလေးအဲ့တော့မကြခင်တီဘောဒေတာကန်ပြည်သူတွေအခုချိန်ထဲကဆစ်ဆောင်ထားတာအကောင်းဆုံးလို့ ပြောလိုက်ပြသည်ဒါပေမဲ့ဘယ်မျိုးကိုတိုက်မယ်ဆိုတော့ကျွန်တော်တို့တွေမသိသေးဘူးလက်ရှိတမတော်ရဲ့ထိုးစစ်ကိုကြည့်ရတာတော့ဒါမင်းညာက10နာရီ40ဝန်းကျင်လောက်မှာတမတော်ကဒီပြီးဘောကိုလေကြောင်းနဲ့ဘုံကျဲတစ်ခါရှင်းလင်းသွားတယ်အကြံပတ်ဒီအကြဆုံးများတယ်လို့သိရပါတယ်နော်အဲ့တော့တမတော်ကရှမ်းမြောက်တခွန်ပြည့်ပြည့်စင်အေးချောင်းအောင်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ဒါဒီဘောဒေသခံပြည်သူတွေအနေနဲ့မသက်ဆိုင်တဲ့ပြည်သူတွေအကြံဘက်ကိုအားမပေးတဲ့ပြည်သူတွေခိတခဏရှောင်ထားဖို့ ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့မြစ်တာရက်ခံလိုက်ပါတယ်နော်အဲ့တော့ဒါကတော့တစ်ချက်ပေါ့နောက်ချက်ကတော့ဒီဘက်ဒီ KNB နေဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ် KNB နေမှာတော့ဒါတိုက်ပွဲဖြစ်တဲ့နေရာတွေအများအပြားဖြစ်နေပါတယ်အဲ့တော့ KNB နေမှာတော့တိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေပါတယ်နော်နောက်ကချင်ဘက်မှာတော့နည်းနည်းလေးငြိမ်သလောက်လေးဖြစ်နေတယ်ဟိုဗမောက်ဘက်မှာတော့ဒါတိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့ KNB အနေနဲ့စင်ရဆုံးရှုံးသွားပြီဖြစ်တဲ့အတွက်လက်တလောတော့ငြိမ်ကြနေတာတွေတွေ့ရပါတယ် နောက်တစ်ခုဒီရခိုင်ဘက်မှာတော့ဒါတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေတယ်။ရခိုင်မှာကတော့သုံးမွန်းဆိုင်ဖြစ်နေတာပေါ့။ရခိုင်မှာသုံးမွန်းဆိုင်တမတော်နဲ့ AA တိုက်ပွဲဖြစ်နေတယ်လို့ AA နဲ့ဒီစောက်ကလားတွေနဲ့တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။လက်ရှိကျွန်တော်ကလားဆိုမှဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်လက်ရှိရခိုင်ပြည်နယ်ကိုကြည့်ကြည့်လိုက်ပါနော်။ရခိုင်လူမျိုးကအ ਨੇ စုပဲရှိတော့တာဖြစ်တဲ့အတွက်ဒီကလားတွေကကြီးစိုးခြင်းတွေလှုပ်လာတယ်။ကြီးနိုင်ငံချင်းဝါရကိုကျင့်သုံးပြီးတော့လက်ရှိရခိုင်မှာရှိတဲ့ရခိုင်လူမျိုးအများစုကိုမောင်းထုတ်နှင်ထုတ်နေရတဲ့တွေ့ရပြီးအိမ်မျိုးပါမိရှုဖြစ်စီရွာတွေကိုဝန်ဆင်းနေတာတွေ တွေ့ရတဲ့အတွက်နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ဒီစောက်ကလားတွေကိုဘယ်လိုမျိုးလုပ်မှလဲဆိုတာကျွန်တော်တို့တွေကိုဟိုဤသူတွေကိုသိအောင်ချပြသိခြင်းနဲ့ဒါတော့ရခိုင်နဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်လက်ရှိအနေထားရရခိုင်မှာကတပ်မတော်ကထိန်းချုပ်ဖို့အနေနဲ့လေးခက်ခဲနေတယ်ဒီဘက်မှာတောက်လျှောက်ထိုးစစ်တွေဆင်နေတဲ့အတွက်ပြီးမှရခိုင်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ပါလိမ့်မယ်လို့ပြောလိုက်ပြသည်နောက်တစ်ခါဒီဘက်စကိုင်းဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်စကိုင်းမှာကတော့တပ်မတော်ကအားတိုင်း ွားပြီးတော့လေရင်ဖုန်ခါရာတွေရှိတယ်လမ်းလေကောင်တွေပြီးရင်ဒါပြည်သူပိုင်းအဆောက်အဦတွေနေရာတွေမှာအုတ်ကူနီနီလေးတွေတည်ထားတယ်တွေ့ပါတယ်အဲလမ်းကြုံရင်သေးဝင်ပတ်မှုလည်းဖိတ်ခေါ်ပါတယ်လမ်းကြုံရင်သေးဝင်ပတ်မှုဖိတ်ခေါ်ပါတယ်ဒါကတော့တစ်ချက်ပေါ်တာဒီနေ့တိုက်ပွဲချင်းနဲ့ပတ်သက်ပြီးပြောပြတာပါနောက်တစ်ခါတော့ကျွန်တော်မြို့ပြည်သူတွေဒီမိထီလာနဲ့ကြောက်ပြောင်းလမ်းကြားမှာရှိတဲ့တရားဒီနေ့ကျိုးသွားပါတယ်ဒီနေ့စင်နာရီ40လောက်မှာကျိုးသွားပါတယ်နော်ကျိုးသွားတယ်ကျိုးသွားစင်နာရီကြော်ကြော်လောက်မှာကျိုးသွားတာပေါ့နော်စင်နာရီကြော်ကြော်လောက်မှာ ကျိုးသွားတယ်အဲ့တော့မိုးကြီးရေရှမ်းမှုတွေဖြစ်တဲ့အတွက်တရားကသူ့ရဲ့ခိုင်ခန့်မှုဒါတက်တန်းကုံဆုံးတာလဲပါရင်ပါမှာပေါ့နော်ပစ္စည်းဆိုတာကပြည့်စင်ပြင်ခနာပါနော်ပြတ်သွားပြီဖြစ်တဲ့အတွက်ဒါပြန်လဲတိဆောက်ရေးတွေတော့လှုပ်ဆောင်မဲ့လှုပ်ဆောင်တော့မဲ့အနေထားရှိတယ်ဒါလက်တလောတော့လန်ခီတွေကိုပိတ်ဆို့ထားပါတယ်ဒါမိထီလာနဲ့ကြောက်ပြောင်းသွားတဲ့လမ်းမှာပိတ်ဆို့မှုပြုလုပ်ထားပါတယ်နော်ဒါကတော့တစ်ချက်ပေါ့အဲ့တော့ဒီနေ့တော့ကတော့ နောက်ထပ်နောက်ထပ်သတင်းတွေရရင်လည်းကျွန်တော်ဆက်လက်တင်ဆက်ပေးမယ်အဲ့တော့ရခိုင်ဘက်ကစစ်တုံးပန်းနေနေရတော့ဒီနေရာပြောင်းရွှေ့ထားတာတွေရှိပါတယ်နေရာပြောင်းရွှေ့ထားရဆိုတာလက်ရှိသူတို့စစ်ဖြစ်နေတဲ့နေရာတွေမှာတချို့နေရာတွေမှာဒီမောင်းတော်တို့ဘွားဘက်ဒီမှာဒါစစ်တုံးပန်းနေရှိနေပေမဲ့လက်ရှိတော့သူတို့ဒီနေရာတွေကနေပြီးတော့တခြားနေရာတခုကိုဒီ nether data တခုခုကိုရွှေ့ထားတယ်လို့သိရတယ်ဒါပေမဲ့စစ်တုံးမန်းရဲ့အခြေအနေနဲ့ပတ်သက်လို့တော့အသေးစိတ်တော့မသိရပါဘူးเนาะအဲ့တော့ရှမ်းမြောက်ကစစ်တုံးမန်းနေနဲ့ဒီကိုကန့်နေစစ်တုံးမန်းနေနဲ့ပတ်သက်လို့တော့နေမြေအေဂျင့်တည်ငြိမ်မှုဟို sorry ဒီစစ်တုံးမန်းနေအနေနဲ့နေထိုင်မှု အဆင်ပြေပေမဲ့စားရေးတောက်ရေးနေရေးထိုင်ရေးအခက်အခဲဖြစ်ပါတယ်မိသားစုတွေသူတို့ဆက်သွယ်လာလို့ကိုယ်တိုင်ငွေမာတယ်ဆိုလို့ရှိရင်ပို့ပေးလိုက်ပါသူတို့ရဲ့ကျန်းမာရေးအခြေအနေကသူတို့ရဲ့စားရေးတောက်ရေးနေရေးခက်ဟိုနေရေးထိုင်ရေးအခက်အခဲကသူတို့သာအတိတ်ဆုံးဖြစ်တဲ့အတွက်လက်ရှိကျွန်တော်တို့သိထားတဲ့အချက်လက်တွေဆိုလဲနေရေးထိုင်ရေးစားရေးတောက်ရေးကအခက်အခဲလေးတွေတော့ရှိပါတယ်ပြန်လာဖို့ကတော့ကျွန်တော်တို့နောက်ဆုံးသိရတဲ့တော့ကတော့ရွေးကောက်ပွဲပြီးမှပြန်လွတ်ပြီးမယ်လို့တော့သိရပါတယ်။ဒါတော့တစ်ချက်ပေါ့။နောက်တစ်ချက်ကတော့အားလုံးဒီရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ပါလို့ နောက်ဆုံးပိတ်အနေနဲ့ပြောကြလို့လဲဆက်လက်ပြီးတော့ဒီကျွန်တော်6ရက်နေ့မှာဒါမီးခိုးမြန်လွှတ်မယ်ပေါ့နော်မီးခိုးမြန်လွှတ်မယ်ဟိုပါဝင်ပေးဖို့လဲဆက်လက်ပြီးတော့ဖိတ်ခေါ်ပါတယ်အဲ့တော့ဒီဆောင်တိုင်းတွက်ပါရည်ရွယ်ပြီးတော့ကျွန်တော်လွှတ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လောင်းဝေးပါ